လေးစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ2025ခုနှစ်ထိုင်းနိုင်ငံမှာကျင်းပမယ့်ဒီဇင်ဘာစီးကိန်းအတွက်အမျိုးသမီးလက်ရွေးစင်အသင်းများရဲ့အုပ်စုမဲခွဲပွဲအစီအစဉ်တွေပြီးမှာတော့အုပ်စုထိတ်တိုက်တွေးဆောင်မှုပွဲချိန်ဇာတ်တွေကိုလည်းထုတ်ပြန်ခဲ့ပါပြီမြမလက်ရွေးစင်အမျိုးသမီးအသင်းကတော့အုပ်စု B မှာဖိလစ်ပိုင် BNN မလေးရှားတို့နဲ့တအုပ်စုတွေကြာရောက်နေပါတယ်ကြိုးကြိုးစားစားရှင်ပြိုင်သွားရဖို့ရှိနေပါတယ်အုပ်စုပွဲစဉ်ရဲ့ပထမအဦးဆုံးရင်ဆိုင်မှုအဖြစ်ဖိလစ်ပိုင်အသင်းနဲ့ 2025ဒီဇင်ဘာလ9ရက်နေ့နေ့လယ်3နာရီခွဲမှာစတင်ရှင်းပြိုင်ကစားမှာဖြစ်ပါတယ်။အုပ်စုအဖွဲ့ပွဲစဉ်မှာမြန်မာအသင်းအနိုင်ရခဲ့ရင်တော့အုပ်စုတက်နိုင်မှုအခြေအနေအလားအလာကအတော်လေးကောင်းနေပြီးတော့ဖိလစ်ပိုင်အသင်းကလည်းမြန်မာအသင်းနဲ့ခြေတူဖြစ်လို့ဒူနိုင်ကိုနိုင်အပြိုင်ကျဲရမယ့်သဘောမှာရှိနေပါတယ်။ဒီဇင်ဘာလ10ရက်နေ့နေ့လယ်3နာရီခွဲမှာမလေးရှားအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးတော့ဒီဇင်ဘာလ17ရက်နေ့နေ့လယ်3နာရီခွဲမှာတော့ BNN အသင်းနဲ့အုပ်စုပိတ်ပွဲစဉ်ဖြစ်ကစားရမှာပါ။ ဗီယက်နမ်အသင်းနဲ့နောက်ဆုံးမှတွေ့ဆုံရတာကအာသာမှုတစ်ခုဖြစ်ပြီးတော့ဖိလစ်ပိုင်အသင်းနဲ့မလေးရှားအသင်းတို့နဲ့ကံရတဲ့ပွဲစဉ်တွေမှာ ရမှတ်ကိုရသလောက်စူးစောင်းထားနိုင်ဖို့လိုပါတယ်။အောက်စုတက်နိုင်မဲ့ယုံကြည်မှုလည်းရှိနေပါတယ်။မြမမျိုးသမီးလက်ရွေးစဉ်အသင်းကတော့မြမပြည်သူတွေရဲ့စီးကိန်းမှာအဓိကမျှော်လင့်ချက်ဖြစ်ပါတယ်။ နီးပြားချုပ်ယူကီဦးဆောင်တဲ့လက်ရွေးစင်ပမာဏကစားသမားတွေကလည်းလက်ရှိဂျပန်နိုင်ငံမှာလေးကျင်ရေးခြေစမ်းပွဲတွေဇက်တိုက်ကစားနေပြီးတော့အကောင်းဆုံးပြင်ဆင်နေကြတယ်လို့သိရတယ်။အဓိကကစားသမားတော်တော်များများပါဝင်နေပြီးတော့အသင်းကောင်းဆောင်ဝင်းသိင္ကြီးထွန်းကတော့စီးကိန်းပွဲစဉ်မှသာအသင်းနဲ့အတူပူးပေါင်းမယ်လို့သိရပါတယ်။ American College မှာပညာသင်ကြားနေတဲ့မေထက်လူကတော့ပါဝင်လာနိုင်မှုသတင်းအတိအကျထုတ်ပြန်မှုမရှိသေးပါဘူး။ဟုတ်ကဲ့ပါခုလို update ဖြစ်နေတဲ့အားစားသတင်းတွေကိုအချိန်မှန်တင်ဆက်ပေးနေကြကျွန်တော်တို့ရဲ့ Facebook တိတော့ YouTube channel လေးတွေရှိပါတယ် ဒီ channel လေးတို့ကိုလည်း like share follow subscribe လေးလုပ်ပေးကြဖို့တောင်းဆိုပါတယ်နားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအေးချမ်းပျော်ရွှင်ပါစေခင်ဗျာ